တခါတုန်းကမြေကန်းသားကရွာငယ်လေးမှာမောင်ငယ်ဆိုတဲ့စီရဲသားငါးဖန်းသမားလေးနေပါတယ်။ဒီနေ့သူငါးဖန်းရင်ငါးမြကျိတ်မှာရွှေရောင်တောက်နေတဲ့ငါးထူးတကောင်ဆွဲသွားတာကိုတွေ့လိုက်တဲ့ငါးလေးကမျက်ရည်တွေကျရင်ကျေးဇူးပြု၍ကျမုတ်ကိုပြန်လှုပ်ပေးပါ။ကျမုတ်ဒီရေနဲ့တမိတစ်ပါးဖြစ်ပါသည်လို့တောင်းပန်လာတယ်။မောင်ငယ်ကစင်နာစွာနဲ့ချိတ်ကိုဖြုတ်ပေးလိုက်ပြီးမြစ်ထဲပြန်လှုပ်ပေးလိုက်တယ်။ ထိုအခါရေထဲကလှပတဲ့နဂါးမင်းသမီးပုံပေါ်လာပြီးမင်းရဲ့ဂျင်နာမှုကိုကျေးဇူးတင်ပါတယ်ဆုတောင်းပါပေးမယ်လို့ဆိုတဲ့မောင်ငယ်ကယူသားစွာငါးဖန်တိုင်းငါးတွေပြည့်အောင်ဖန်းနိုင်ပါစေမိဘနှစ်ပါးလည်းကျမ်းမာရေးကောင်းပါစေ ရွာသားတွေလည်းဘေးပရာကင်းပါစေလို့တောင်းတယ်။ငကားမင်းသမီးကပြုံးပြီးသူ့စုတောင်းတွေကို ဖြည့်ဆည်းပေးလိုက်တယ်။နောက်တနေ့ကစပြီးမောင်ငယ်ရဲ့ငါးအိုးဟာအမြဲပြည့်နေတယ်။သူမိဘတွေလည်းနာတာရှည်ယောဂါကနေပျောက်သွားတယ်။ရွာလည်းမိုးခေါင်တန်းမခံရတော့ပဲစပားခင်းတွေစိမ့်လန်းလာတယ်။ချိန်ကြတော့မောင်ငယ်ဟာကျင်နာမှုရိုးသားမှုနဲ့ကျေးဇူးတည်တတ်မှုကြောင့်ရွာရဲ့ကောင်းဆောင်ဖြစ်လာပြီးအေးချမ်းတာယာတဲ့ဘဝကိုပိုင်ဆိုင်သွားတယ်